အားလုံးပဲမင်္ဂလာပါရှင်ရန်နာမထားတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြုလုပ်ပေးမယ့် reading လေးကတော့ channel as messaging from your person ပေါ့နော် သင်ရဲ့လူစီကပေးပို့လာတဲ့ last messages တွေနဲ့ပတ်သက်ပြီးတော့ကြည့်သွားပေးမှာဖြစ်ပါတယ်။အဲ့တော့ your person ဆိုတဲ့အတွက်ဒီနေ့ reading ကိုလာကြည့်ဖို့အတွက်လူလေးတွေကအာဒီလူပေးပို့လာတဲ့ message ဆိုတာသင်နဲ့သူနဲ့ကြားမှာ connection တခုခုရှိခဲ့မယ်။เนาะ saturation relationship ပေါ့เนาะအဲ့လိုအနေထားဒီပတ်သက်ထားတဲ့သူလေးတွေလက်ကြည့်မယ်ဆိုလို့ရှိရင်အာဒီ reading ကပို့ပြီးတော့ကျုံးဝင်မယ်เนาะ။ credit တို့เนาะတခြားကိုယ်နဲ့လုံးဝကို connection မရှိတဲ့သူလေးတွေဆိုရင်တော့တိတ်ပြီးတော့ဒီ reading ကအနေ ေဂျီကနေမျိုးရှိဖို့နေရပေါ့နော်အဲ့တော့ဒါပေမဲ့လည်းလာကြည့်လို့မရအောင်လားဆိုတော့လည်းကြည့်လို့ရတယ်เนาะတကယ်မို့ကိုကဒီ reading ကိုကြည့်ချင်တယ်ဆိုလည်းကြည့်အခုတမကညီမူထင်လို့ရှင်ဒါကတပားသူတူရဲ့ last story လေးကိုလာပြီးနားထောင်တဲ့ပုံစံလေးနဲ့တော့ကြည့်လို့ရတယ်เนาะအာဒီနေရာမှာတခုပြောချင်တာကကျွန်မဒီတလောမှာပေါ့เนาะ last reading လေးတွေကိုမတင်သေးဘူးလို့စဉ်းစားထားပေမဲ့လည်း အတချို့လူလေးတွေပေါ့နော်ဒီကိုရဲ့တစ်ဖက်လူအတွက်နော်ပတ်သက်ပြီးတိချင်တဲ့အရာလေးတွေနော်ကိုရဲ့တစ်ဖက်လူနဲ့ကိုနဲ့အဝေးကွာသွားတဲ့အနေအထားတွေ separation ဖြစ်နေတဲ့အနေအထားကသူလေးတွေဆိုလို့ရှိရင်ဒီဝေးသွားတဲ့အနေအထားမှာကိုရဲ့တစ်ဖက်လူကိုကိုပြောချင်တဲ့အရာလေးတွေနော်ပြောပြချင်တဲ့ခံစားချက်လေးတွေသိချင်နေကြမှာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြည့်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ reading ကိုပေါ့နော်တချို့ဒီ lab reading ကိုမကြည့်ချင်ဘူးဒီလက်ရှိမှာဖြစ်ပေါ်နေတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်စိတ်တွေကအရန်ကိုနောက်ကြည့်ပြီးတော့အဲ့လိုမျိုးဖြစ် စ်သွားတဲ့လူလေးတွေပေါ့နော်ခံစားနေရတဲ့လူလေးတွေအတွက်အဲဒီလိုမျိုး reading နဲ့ပတ်သက်တဲ့ပေါ့နော် lab reading နဲ့ပတ်သက်တဲ့အရာလေးတွေကိုမကြည့်ဘူးကြောက်သွားမယ်ဆိုရင်ရပါတယ်ရှင်เนาะအစ်မကဒီတစ်ခါနဲ့တစ်ခါပေါ့နော် reading လေးတွေတင်နေစီမှာမတူညီတဲ့အရာလေးတွေပေါ့နော်အရက်တာလေးတွေကိုပေးတဲ့အနေနဲ့မတူညီတဲ့အရာလေးတွေတင်သွားပေးတာဖြစ်ပါတယ်အဲ့တော့ lab messages သိချင်လို့လိုအပ်တဲ့သူလေးတွေကကြည့်ပါเนาะဒါကလိုအပ်နေတဲ့သူလေးတွေအတွက်ကြည့်ပေးတဲ့ reading link ဖြစ်ပါတယ်ရှင် ဲ့တော့ကျမတို့စမယ်နော်အာ last message from your person တင်းရင်လူအားတင်းကို last message လေးတွေဘာလေးတွေပေးထားလဲဆိုတာအတူတူကြည့်ရအောင်နော်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်မတခါရဲ့ shuffle လုပ်ထားရယ်နော်ပထမဆုံးအနေနဲ့တော့ turn off panic care nairo panic care for a panicker parasol nine or one ဒါက let reading collective reading လေးပါပေါ့နော်အဲ့တော့လိုအပ်နေတဲ့သူလေးတွေကိုယ့်ရဲ့တစ်ဖက်လူစီကကိုကို ပေးလာတယ်ပေါ့နော် last message ကိုတိချင်တဲ့သူလေးတွေအတွက် UAB လုတ်ပေးတာဖြစ်ပါတယ်ပေါ့နော်တကယ်မို့တင်တို့လေးတွေကဒီ energy ကိုတင်းရဲ့ energy မဟုတ်ဘူးလို့အာထင်လို့ရှိရင်ကြော်သွားလဲရပါတယ်နော်နောက်နေ့တွေမှာတော့အာဒီနေ့ကလက်ရီတင်တင်နေဆိုလို့ရှိရင်နောက်နေ့တွေမှာတော့တခြားတခြားတော့ဗောနောခေါင်းစဉ်နဲ့လိုအပ်တဲ့တည်တည်တည်ထိုက်တဲ့အရာလေးတွေနဲ့ပတ်သက်တဲ့ reading လေးတွေကိုလုတ်သွားပေးမှာဖြစ်ပါတယ် ဲ့တော့ပထမဆုံးချက်အနေနဲ့ပြောရမယ်ဆိုရင်ဒီနေ့ရီတယ်မှာတင့်ရဲ့တစ်ဖက်လို့ပေါ့နော်ယူပါဆန်က င့်ကိုတရေရနေတယ်ပြီးတော့ဗောနောတင်းတဲ့သူနဲ့ဗောနောတင်းတဲ့သူနဲ့ကအာမယ်ရလိုက်တွေထိသွားထားတဲ့သူတွေနေနော်အဲ့ဒီသူတွေဆိုလို့ရှိရင်တင်းတို့နှစ်ယောက်ရဲ့ပျော်စရာမမ်မိုရီတွေကိုပြန်ပြီးတော့တရေရနေတယ်ဥပမာတင်းတို့နှစ်ယောက်မှာကလေးလေးတွေများရှိခဲ့ရဆိုလို့ရှိရင်အာဒီကလေးလေးတွေနဲ့တင်းတို့နဲ့အတူတူမိသားစုဗောနောရှောက်လေခဲ့တာတွေနော်အတူတူသွားခဲ့တာတွေအတူတူလဲပတ်ခဲ့တာတွေဗောနောအဲ့ဒါလေးတွေကိုသူကတရေရနေတယ်သူ့ရဲ့ကလေးတွေကိုလည်းသူလွမ်းနေအဲ့ဒါမျိုးဗောနောအဲ့ဒါမျိုးလေးခံစားရတယ်ဒါကတော့ merit light ထက်တန်သွားပြီးတော့မှအ အခုလက်ရှိမှာဝေးကွာနေတဲ့ relationship မားလေးတွေအတွက်ပေါ့နော်အဲ့လို energy မျိုးလေးပါ saturation အနေထားပဲရှိထားပြီးတော့ mass separation ဖြစ်သွားတဲ့သူလေးတွေကြတော့သူကတင်းနဲ့ပျော်ရွှင်စရာအမိသားစုကိုတိစောင်းချင်တယ်ပေါ့နော်အဲ့ဒီသဘောလေးပါတင်းနဲ့အတူပျော်ရွှင်စရာတာယာအေဂျင်တော့ပေါ့နော်မိသားစုဘဝလေးကိုသူလိုချင်တယ်တစ်ချိန်ကြာလို့ရှိရင်ဒီလိုအနေထားမျိုးရချင်တယ်ဒီအတွက်ကိုသူလက်ရှိမှာစူးစမ်းနေတယ်ပေါ့နော်အဲ့ဒါမျိုးလေးပါစူးစမ်းနေပါတယ်ပြီးတော့ ာသူကဘာပြောသေးလဲဆိုတော့သူရဲ့မျက်လုံးထဲမှာသင်ကအမြဲတမ်းအာလှပပြီးတော့စက်တင်ရှိပါတယ်တဲ့เนาะအဘယ်တော့ခါမဆိုလို့သင်ကိုသူကြည့်လိုက်တဲ့စီမှာပေါ့เนาะ အမြင်တဲ့တင်ကလေးဟိုလှပတဲ့ဈေးမှာမှာချက်တည်ရှိတယ်ပေါ့နော်အဲ့တော့ဒီနေ့ reading ကိုလာကြည့်တဲ့သူလေးတွေမှာအမျိုးသားလေးတွေဆိုလို့ရှိရင်တင်းရဲ့တစ်ဖက်လူအမျိုးသမီးလေးကတင်းနဲ့ဝေးกว่าနေတဲ့အမျိုးသမီးလေးကတင်းဟာခန့်ညာတဲ့အမျိုးသားလေးပါပြီးတော့တီစီဖြောင်းမဲ့တဲ့အမျိုးသားလေးပါပေါ့နော်အဲ့လိုမျိုးတွေပြောချင်တာနေမယ်နော်အဲ့တော့ဒီနေ့ reading ကိုလာကြည့်တဲ့သူကအမျိုးသမီးလေးတွေဆိုရင်နော်တင်းတို့ ਨੇ ဒီဝေးกว่าသွားတဲ့တင်းတို့ရွာပါဆန်ကအာ မင်းကစက်တည်ရှိတဲ့မြို့သမီးလေးပါပေါ့နော်အမြဲတမ်းလည်းသူ့ရဲ့မျက်လုံးထဲမှာလှရတယ်ပေါ့နော်အဲ့ဒါမျိုးလေးပြောချင်တာအချိန်တိုင်းမှာပဲလှပါပြီးစက်တည်ရှိတဲ့မြို့သမီးလေးပါလို့သူပြောချင်တယ်ပေါ့နော်အဲ့ဒါမျိုးလေးနောက်တစ်ခုကတော့ Neuro Panical Neuro Panical Energy ရာသူ့မှာအခုလက်ရှိလောရမဲ့အရာတွေအများကြီးဖြစ်နေပါတယ်တဲ့နော်လောရမဲ့အလုပ်တွေပလန်ထားတဲ့အရာတွေအများကြီးရှိတယ်သူစူးစမ်းပြီးရုံးကန်နေရတဲ့အရာတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ အဲ့အရာတွေကိုသူတစ်ခုစင်းစီတစ်ခုစင်းစီသူလုတ်သွားနေရတာပေါ့နော်အဲ့ဒီထဲမှာမှတကယ်ကိုအရေးကြီးဆုံးအရာဆိုတဲ့အရာကိုသူထမ်းပိုးရင်းနဲ့အာသူလှုပ်ဆောင်နေတယ်စ조사နေတယ်ပေါ့နော်အဲ့ဒါမျိုးလေသူနာမှာတော့အာသူရဲ့ဒီအလုပ်တွေကိုပတ်မိုးကူညီပေးဖို့အာသူတူတော့ရှိတယ်ပေါ့နော်ဒါသူရဲ့လက်အောက်ငယ်သားလည်းဖြစ်နိုင်တယ်သူရဲ့တငယ်ချင်းလည်းဖြစ်နိုင်တယ်ဒီတငယ်ချင်းကအာသူဖြစ်ချင်တဲ့အရာတွေသူလှုပ်ချင်တဲ့အရာတွေကိုအနောက်ကနေအာအတူတူလိုက်ပြီးတော့အကူညီပေးနေတယ်ပတ်မိုးပေးနေတယ်အဲ့ဒီတော့ပြောချင်တဲ့သဘောကသူလက်ရှိမှာတော့အရင်ကြီးခက်ခဲနေတာ မဟုတ်ဘူးလောရမယ့်အရာတွေကတော့အများကြီးဒီအရာတွေနဲ့ပတ်သက်ပြီးတော့သူအများကြီးတွေ့ရတယ်အများကြီးလုပ်တွေလုပ်ရတယ်ဒါပေမဲ့သူ့နာမှာတစုံတူဦးတော့ရှိတယ်သူတရားတယ်တော့မဟုတ်ဘူးပေါ့နော်ဒီတစုံတူဦးကလည်းသူ့ရဲ့ဒီငယ်သားလက်အောက်လည်းဖြစ်နိုင်တယ်တပည့်တပန်းလည်းဖြစ်နိုင်တယ်တငယ်ချင်းလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါမျိုးလေးအဲ့တော့ကျမဒီကက်ကလေးတွေအတွက်တော့နောက်မှပဲဖတ်ပေးမယ်ပေါ့နော်ပထမတော့ကျမဒီလိုမျိုးလေးသွားပြီးတော့ကြည့်ပေးမလို့ဒါပေမဲ့အခုဒီအပေါ်ကပေါ့နော် tarot ကက်ကလေးတွေကိုအရင်ဆုံးကြည့်မယ်ပြီးတော့မှအောက်ကဒီ oracle ကက်ကလေးတွေကိုကြည့်မယ် အဲဒီတော့နောက်တစ်ခုနောက်တစ်ချက်ကျတော့ foreign panical energy နဲ့သူငွေကြေးတွေလည်းအများကြီးစုဆောင်နေတယ်ပေါ့နော်အလုပ်ကိုလည်းသူစူးစမ်းတယ်ငွေကြေးတွေလည်းသူစုဆောင်နေတယ် ဘယ်လိုတော့အရာမျိုးနဲ့ဖြစ်ဖြစ်ငွေကုန်ကြီးကြများမဲ့အလုပ်တွေသူမလုပ်ဘူးချစ်ချစ်ပေါအောင်ငွေကိုစုတယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးအာသူရဲ့ရင်မှန်ချက်ကဘာလဲဆိုတော့သူရဲ့မိသားစုကိုပြစ်ခွာပြီးတော့နော်အာချစ်ရတဲ့တင်တို့လေးတွေကိုထားခဲ့ပြီးတော့သူအလုပ်လုပ်လုပ်ရတာပေါ့နော်အဝေးမှာနော်အဝေးမှာအလုပ်လုပ်လုပ်ရတယ်အဝေးမှာရှိနေတာဆိုလို့ရှိရင်ဒီအတွက်ကို သူရဲ့ဒီပေးဆပ်ရတဲ့အရာတွေပေါ့နော်အချိန်တွေနော်အဲဝေလူတွေကိုသူချစ်တဲ့လူတွေကိုဝေးกว่าသွားတဲ့အချိန်ဒီမှာ သူစူးစားပြီးတော့သူရုံးကန်တယ်ပေါ့အဲ့လိုမျိုးပုံစံလေးပြောချင်တာနေမယ်เนาะအာဘယ်လိုပြောမလဲချစ်တဲ့သူတွေထားခဲ့ရပြီးလာစူးစားရတဲ့အခါမှာ ငွေကြေးတွေကိုမတုံးဆွဲရက်ဘူးအဲ့လိုမျိုးပုံစံမျိုးသူဖြစ်ချင်တဲ့အိမ်မက်တွေနော်သူဖြစ်ချင်တဲ့ပန်းတိုင်းတွေအတွက်ကိုကြစ်ကြစ်ပအောင်ငွေကိုစုနေတယ်တဲ့နော်အဲ့လိုမျိုးပုံစံလေးသူကတင်ကိုတတိပေးတယ်အတိပေးတယ်ပေါ့နော်အဲ့လိုမျိုးတတိပေးတာထက်သူကအတိပေးတာပေါ့နော်အခုလက်ရှိမှာသူအလုပ်တွေကိုတအားကြီးစူးစမ်းပြီးတော့ငွေငွေတွေကိုကြစ်ကြစ်ပအောင်သူစုနေတယ်သူရဲ့အလုပ်တွေနဲ့ပတ်သက်ပြီးတော့လည်းအကောင်းဆုံးအလုပ်တွေကိုစူးစမ်းနေတယ်ပေါ့နော်အဲ့လိုမျိုးလေး နောက်တစ်ခုကတော့ Pyrosol Energy နဲ့တချို့ကြတော့ပညာရေးနဲ့ပတ်သက်ပြီးတော့အဝေးသွားလဲရတာ။သင်တဲ့သူတွေက saturation တစ်ခုခု relationship တစ်ခုခုမှာတော့ ရှိနေခဲ့ပြီးတော့မှာပေါ့နော်သူအဝေးကိုထွက်သွားရတယ်ဆိုတာဘဝအတွက်အောင်မြင်မှုအတွက်နော်ဒီရည်ရချက်တွေအတွက်နော် တချို့ကြတော့ပညာရေးအတွက်နော်ပညာရေးကဒီလောက်အဆင့်မှာမဟုတ်ပဲနောက်ထပ်တစ်ဆင့်ပေါ့နော်ဘွဲတွေအတွက်ပေါ့နော်နိုင်ငံခြားမှာသွားပြီးပညာသွားသင်ရတာမျိုးအဝေးတနေရာမှာသွားပြီးပညာသက်သင်ရတာမျိုးဆိုလို့ရှိရင်ဒီလိုအရာတွေအတွက်ကိုစူးစမ်းနေနေတောင်မှအတင်းတို့လေးတွေကိုသူကတတိယနေတယ်သူရဲ့အတွေ့အထိမှာတင်းတို့လေးတွေအကြောင်းရှိနေတယ်မလွတ်ချနိုင်ဘူးပေါ့နော်ဒီမှာလှမ်းပြီးတော့ဖန်ဆွဲထားတယ်အဲ့လိုမျိုးပုံစံလေးချမှတွေ့တယ်နော်ဒီကတ်မှာလေဖီရော့ဆော့က မှာအဲ့တော့သူရဲ့လုံရမယ့်အလုပ်တွေကိုလည်းလုပ်ရင်ပင်ပန်းနေပါစေအောင်ပေါ့နော် သူဒီဇိုင်းမမတ်စူးစားနေရင်အာတင်တို့လေးတွေကိုလည်းမမိပါဘူးအမြဲတမ်းတတိတရားသူရဲ့အတွေ့အကြုံမှာရှိတယ်အတင်တို့လေးတွေအကြောင်းကိုစဉ်းစားရတယ်ပေါ့နော်အဲ့လိုမျိုးလေးခံစားရတယ်နောက်ကွာကြတော့ Nairo One ပေါ့နော် Nairo One Energy ရာသူကအာတင့်နဲ့လေဟိုဆုံချင်းနေပြီအမှန်တော့တက်နာကိုလာချင်းတယ်เนาะမြင်းမြဆက်ဆက်ရေးကိုလာချင်တာဒီမှာเนาะ Nairo One ကဆုံပေါက်ပြီးတော့ဟိုတင့်တာကိုလာချင်တာเนาะအဲ့လိုမျိုးပုံစံမျိုးပြီးတော့တင့်ကိုပျော်စေချင်တာ surprise ပုံစံမျိုးပေါ့เนาะအတင်နာကိုရုတ်တရက်ကြီးရောက်လာပြီးတော့အာတင့်ကိုပျော်ရွှင်အောင်သူလုပ်ပေးချင်တယ်ဒါတော့သူရဲ့စိတ်ပေါ့เนาะလက်ရှိမှာတော့ဒီနေ့ဒါကတော့နှစ်ယောက်ကြာကဝေးကွာမှုလေးတစ်ခုပါဒါကြောင့်မို့သူက last message ပေါ့เนาะအဲ့လိုမျိုးပုံစံလေးတွေတင့်ကိုပေးတာအဲ့ဒီမှာမှာအာ သူ့ရဲ့လုံရမဲ့အလုပ်တွေကိုလုပ်ရင်းနဲ့မှတင့်စီကိုလာခြင်းနဲ့အာတင့်ကိုပျော်ရွှင်စရာတွေလာပြီးပေးခြင်းနဲ့အာတင့်ပျော်ဝါရအောင်ဝမ်းသာရအောင်ပေါ့နော်အယုတ်တည်းကြည့်သူပြန်လာခြင်းနဲ့ပုံစံမျိုးပေါ့နော်အဲ့ဟာမျိုးလေးတော့အခုလက်ရှိသူ့ရဲ့စိတ်ခံစားချက်တွေထဲမှာဖြစ်ပေါ်နေတယ်အဲ့ အဲ့တော့ဒီကတ်တွေကိုချစ်ချင်းအားဖြင့်သင်တို့လေးတွေရဲ့ person မဟုတ်တော့ your person ကအလုပ်ကြိုးစားတဲ့သူလေးပြီးလို့ရှင်ဘဝအတွက်ရည်မှန်းချက်တွေကြီးတဲ့သူเนาะလောကမဲ့အလုပ်တွေများနေနေမှာပဲအလုပ်ကိုအကောင်းဆုံးလုပ်ရင်ငွေကြေးတွေလည်းစုဆောင်ရင်သင်တို့လေးတွေတတိယတဲ့စိတ်ကိုလည်းအာ तू ကအာရှိပါတယ်ဗောနော်သူရဲ့စိတ်ထဲမှာသင်တို့လေးတွေကိုတတိယတဲ့စိတ်ကအမြဲတမ်းရှိနေတယ်เนาะအဲ့ဒါသူလေးတွေပြောချင်တာအဲ့တော့စူးစမ်းပြီးရုန်းကန်နေတဲ့သူလေးဗောနော်ဒီ reading ကိုလာကြည့်တဲ့အမျိုးသားလေးတွေဆိုလို့ရှင်လည်းသင်တို့ရဲ့အမျိုးသမီးလေးကတကယ်ကို ကြန့်ခိုင်းပြီးတော့တကယ်ကိုအစီကံရှိတယ်အလုပ်ကိုစူးစမ်းပြီးတော့ငွေကြေးတွေစုဆောင်ထိမ့်သိမ့်တတ်တဲ့အမျိုးသမီးလေးပေါ့နော်အာကျမဒီမှာအမျိုးသားကလည်းတွေ့တယ်အမျိုးသမီးကလည်းတွေ့တယ်အဲ့တော့ဒီထဲမှာ negative energy တွေကျမမတွေ့ဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းအမျိုးသမီးလေးကပတ်စံကိုကြစ်ကြပအောင်စုထားတယ်ပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့နော်ပြောချင်တဲ့သဘောကအခက်ခဲတွေရှိနေတာမှာပဲဒီအခက်ခဲတွေကို အကောင်းဆုံးကြော်ဖြတ်မယ်ဆိုရဲစိတ်နဲ့တွားနေတဲ့အမျိုးသမီးလေးเนาะအမျိုးသားလေးဆိုလို့ရှိရင်လည်းလုံအောင်မဲ့အလုပ်တွေအတွက်ကိုအများကြီးရှိနေတာမှာပဲသူနိုင်တဲ့လောက်ပေါ့เนาะအလုံနိုင်တဲ့လောက်ကိုအင်အားထည့်ပြီးတော့လှုပ်ဆောင်နေတဲ့အမျိုးသားလေးလို့ကျွန်မတွေ့ရတယ် နော်အဲ့တော့ဒီ reading ကိုလာကြည့်တဲ့သူကအမျိုးသားလေးဖြစ်စေမျိုးသမီးလေးဖြစ်စေသင်တို့ရဲ့တစ်ဖက်ရွာပါဆန်လေးတွေကတကယ်ကိုစူးစမ်းပြီးတော့တကယ်ကိုငွေကြေးတွေစုဆောင်ပြီးတော့ဘဝရဲ့တိုးတက်ဖို့တိုးတက်ရလမ်းကြောင်းတွေကိုရှာဖွေနေတဲ့သူလေးတွေပါပေါ့နော်ကျွန်မအဲ့လိုမျိုးလေးမြင်တယ်အဲ့တော့ဒီ energy ကသင်တို့ရဲ့ energy လားအဲသင်တို့ရဲ့ပါဆန်လေးတွေရောအဲ့လိုမျိုးလေးလားပေါ့နော်အဲ့လိုမျိုးလေးလားသင်တို့လေးတွေတွေးကြည့်လိုက်တကယ်မှန်တယ်ဆိုလို့ရှိရင်ဒီကိုင်းနေတယ်ဆိုလို့ရှိရင်ဒီ reading ကသင်တို့အတွက် reading ပါပဲနော် ဲ့တော့ဒီအောက်က oracle card လေးတွေနဲ့ကျွန်မထပ်ပြီးတော့ကြည့်ပေးမယ်အဲ့တော့ခုနကတော့ပြောသလိုပဲသူတို့ရဲ့မျက်လုံးထဲမှာသင်တို့လေးတွေကအမြဲတမ်းလှနေတဲ့ချက်တွေရှိနေတယ်နော်အာမျိုးသားလေးတွေဆိုလို့ရှင်ねသင်တို့ရဲ့တစ်ဖက်မျိုးသမီးတွေကသင်အစမကြားတဲ့မျိုးသားလေးအာလေးစားဖို့ကောင်းတဲ့မျိုးသားလေးနော်ဘယ်တော့ပဲကြည့်လိုက်လို့ရှင်အခက်ညာတဲ့မျိုးသားလေးလို့သူကကိုယ့်ကို တွေးထားတယ်ပေါ့နော်သူရဲ့စိတ်ထဲမှာပြီးတော့တင်းနေရှိရလို့ရှင်သူကပျော်သွားတယ်လုံခြုံတယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးခံစားရတယ်တင်းရဲ့တစ်ဖက်လူအခုအဝေးမှာရောက်နေတဲ့မျိုးသမီးလေးကသူပျော်သွားတယ်ပေါ့နော်တင်းသူ့နာမှာရှိနေလို့ရှင်နော်ကျွန်မအဲ့လိုမျိုးလေးတွေးတယ်နောက်တစ်ခုကတော့ exploring ပေါ့နော် exploring ကြတော့ဗာလဲဆိုတော့ ဒီမှာလဲ Neuropanical ဒီမှာလဲ April ဆိုအဲ့ဒါကလေအဆူဆမ်ပြီးတော့လေးလာတာပြောချင်တဲ့ပုံကသူလောက်ရမဲ့အလုပ်တွေမှာအတိတ်တော့အရာတွေရှိတယ်เนาะအဲ့ဒီအတွက်ကိုသူကအိုင်ဒီယာတွေအများကြီးထုတ်ရတယ်เนาะအလုဆောင်ရမဲ့အချက်တွေအများကြီးရှိတယ် အဲတချို့အလုပ်တွေဆိုလို့ရှိရင်သူတခါမှမလုပ်ဘူးတဲ့အလုပ်တွေမကြုံဘူးတဲ့အရာတွေအတွက်ကိုသူကစူးစမ်းပြီးတော့အလုပ်တွေကိုလုတ်ကင်နေရတဲ့သဘောပေါ့နော်မလုပ်ဘူးတဲ့နေပဲနော်မလုပ်ဘူးတဲ့အရက်ဒေတာပေါ့နော်အလုပ်ခွင်နေမှာသူကောင်းကောင်းကြီးကိုစူးစမ်းရင်းနဲ့အလုပ်တွေကိုစူးစမ်းနေတယ်နော်ကျွန်မအဲ့လိုမျိုးတွေတွေ့တယ်ဒါပေမဲ့သူ့ကိုယ်သူ safe ဖြစ်အောင်เนาะသူသွားရတယ်ပေါ့เนาะကျမအားလာမျိုးလေးခံစားရတယ်ဒီမှာပါလဲဆိုတော့ရှေးအောက်ထဲမှာလူတယောက်ပေါ့เนาะသူကဒီမှာ ရေအောက်တယ်မှာသွားရဲဆိုပေမဲ့လည်းဟိုနစ်မြုပ်တဲ့ပုံစံမဟုတ်ပဲနဲ့ဒီမှာပါနော်ဝတ်စုံအပြည့်နဲ့အားရမျိုးသွားရဲစူးစမ်းလေးလာတဲ့သူတွေရဲ့အပုံစံအတိုင်းဆိုတော့လေအဲ့တော့သူ့ကိုယ်သူစိတ်ဖြစ်အောင်တော့သူလုပ်ထားတယ်သူလက်ရှိနေရာမှာသူ့ကိုယ်သူအာအနေခင်းအောင်ပေါ့နော်သူစူးစမ်းကခွဲထားရင်ဒီမှာသူလုံးဝမဲ့အလုပ်တွေထပ်ပြီးစူးစမ်းရတဲ့အလုပ်တွေကိုသူလုပ်နေတယ်စူးစမ်းနေတယ်ပေါ့နော်ကျွန်မအားရမျိုးလေးတွေ့တယ် နောက်တစ်ခုကတော့ foreign panical အောက်မှာ sweet home ဒီလိုမျိုးသူငွေကြီးတွေချစ်ချစ်ပေါင်းအောင်ဆုရဲဆိုတာဘာအတွက်လဲဆိုတော့ sweet home လေးတစ်ခုကိုသူသွားချင်လို့တင်တဲ့အတူပြောစရာကောင်းတယ်နော်အင်္ဂလိပ်တစ်ခုတာယာတယ်မိသားစုဘွားတွေတစ်ခုကိုတိစောက်ပြီးတဲ့စီမှာလှပပြီးတော့ပြောစရာကောင်းတဲ့အင်္ဂလိပ်တစ်လုံးကိုစောက်ချင်တာမျိုးပေါ့နော်အဲ့လိုမျိုးပုံစံလေးနေမယ်နော်မိသားစုဘဝကိုသွားပြီးတော့အိမ်လေးတစ်လုံးကိုဝယ်မယ်အာပြီးတော့ဒီအိမ်ထဲမှာအာတင်နေသူနဲ့အာ marriage life တွေပေါ့နော် family life တွေနော်အဲ့ဒါတွေကိုတူတူပြန်တန်းသွားရင်းနဲ့အာ ပြောစရာကောင်းတဲ့အိမ်လေးတစ်ခုကိုဖန်တီးချင်တယ်ပေါ့နော်အဲ့ဒီသဘောမျိုးကြောင့်သူက foreign panic energy မျိုးနဲ့သူငွေကြေးတွေအများကြီးစုဆောင်နေတယ်မတုံဘူးပေါ့နော်ချစ်ချစ်ပါအောင်စုနေတာအဲ့ဒါမျိုးနော်ဟိုဘယ်လိုပြောလဲဟိုကက်စင်းနေတဲ့အနေအထားထိတာဖြစ်နေသူ့ကိုအတွက်တောင်သူမတုံနိုင်ဘူးသူ့တကူကြီးအတွက်တောင်သူမတုံဘူးဒီတင်တဲ့အတူပြောစရာအိမ်လေးတစ်ခုကိုတိဆောက်ဖို့အတွက်လိုအပ်တဲ့ငွေကြေးတွေကိုအများကြီးသူစုဆောင်နေရပေါ့နော်အဲ့ဒါမျိုးလေးပြောချင်တယ်အာနောက်တစ်ခုကတော့ lab bloom ပေါ့နော် lab bloom ကကြတော့သူဒီမှာလဲဖေရောဆော lab bloom ဆိုတော့ ချစ်ပေါ့နော်အချစ်တွေဟာအမြဲတမ်းသူ့ရင်ထဲမှာတင်းနဲ့ပတ်သက်ပြီးတော့အမြဲတမ်းပွင့်လန်းနေတယ်။တင့်အကြောင်းတွေတွေးလိုက်လို့ရှိရင်လည်းအမြဲတမ်းကြည်နူးရတယ်ပေါ့နော်အဲ့လိုမျိုးလေး။ခန်းစားချက်ပြည့်နေအမြဲတမ်းကြည်နူးရတယ်။ဒီမှာလည်း lab bloom ဆိုတော့ပွင့်လန်းလာတယ်။ပန်းကလေးတွေအချစ်ပန်းကလေးတွေအမြဲတမ်းရှင်တန်နေတယ်။ဒီမှာလည်းတင်းနဲ့ပတ်သက်တဲ့အတွေ့အကြုံကသူ့မှာအမြဲတမ်းတွေးမိတယ်ပေါ့နော်။တွေးပြတဲ့အပိုင်းလေးတွေရှိတယ်ဆိုတော့ဒီနှစ်ခုကလည်း energy mass ဖြစ်တယ်ပေါ့နော်။အဲ့တော့ သင်နဲ့ပတ်သက်တဲ့အရာတွေမှာ तू က negative လို့ तू ဘယ်တော့အခါမှ तू မခံစားရဘူးသင်အချောင်းကိုတွေးလို့ရှိရင် तू ပျော်ရွှင်စရာကြီးပဲပေါ့နော်အဲ့ဒါမျိုး तू တွေးတယ်အဲ့တော့သင်တို့နှစ်ယောက်က saturation အနေထားမှာရှိခဲ့တယ်ဆိုရင်တော့မှအရင်ကကောင်းပေါ့နဲ့အနေထားနဲ့သင်တို့တွေတွားခဲ့တယ်လို့ကျွန်မယုံကြည်တယ်အဲတချို့ကြတဲ့ relationship ပေါ့နော် relationship ဆိုလို့ရှိရင်လေတကယ်ကိုပျော်စရာကောင်းတဲ့ relationship လို့ကျွန်မတွေးတယ်ဒီမှာလေးဒီ love loan က စုံတွဲလေးပေါ့နော်ဒီစုံတွဲလေးနှစ်ယောက်ကတစ်ယောက်ကိုတစ်ယောက်ကြည့်နေမှာသူတို့နှစ်ယောက်လုံးရဲ့မျက်နှာမှာအာအပြုံတွေပေါ့နော်အပြုံတွေအရန်ကိုကူးဆက်တယ်သူတို့နှစ်ယောက်ရဲ့ဒီကြည့်နေနေတာမှာကျမတို့စီကို energy ကကူးဆက်တယ်ပေါ့နော်အဲ့တော့အခုနေရာတော့ဝေးกว่าနေပြီမယ်သူတို့နှစ်ယောက်အတူတူရှိနေစဉ်တော့အာကောင်းမွန်တဲ့နော် memory တွေရှိတယ်ပျော်ရွှင်ကောင်းတဲ့ love light တွေရှိခဲ့တယ်ပေါ့နော် roman feeling နေနဲ့သူတို့နှစ်ယောက်အတူတူခံစားခဲ့ရလို့ကျမထင်တယ်အဓိကကတော့ဒီပျော်ရွှင်ကောင်းတဲ့အာ ွာလာမှုလှုပ်ရှားမှုအဲ့ဒါမျိုးလေးတွေအတူတူဖြတ်တန်းခဲ့ကြရတယ်ပေါ့နော်အဲ့ဒါမျိုးဒါကြောင့်မို့လဲသင်တို့နှစ်ယောက်ကြာမှာ negative vibe တွေကိုတိတ်ပြီးတော့မခံစားရပဲနဲ့ဒီလိုမျိုးပေါ့နော်အကောင်းမြင်နေနောက်တယောက်တယောက်နဲ့တတိယတဲ့စီမှာလဲတယောက်တယောက်စိတ်ဆိုးတာနာကျင်တာအဲ့ဒါမျိုးတွေထပ်စားလို့ရှိရင်ပျော်စရာ memory လေးတွေကိုပဲပေါ့နော်ထက်ခါထက်ခါသူ့ဘက်ကတွေးမိတဲ့ပုံစံလေးပေါ့နော်အဲ့ဒါမျိုးလေးနောက်တစ်ခုကကြတော့ night တော့ နာရော sorry နာရောဝမ်နာရောဝမ် energy နဲ့သူကတက်လာအပြေးလာခြင်းနဲ့ဒီအောက်မှာကျတော့ divine mat အဲ့တော့ဒါအတွေ့အထဲမှာပဲဖြစ်နေတာเนาะအတွေ့အထဲမှာတော့တင်နာကိုပြန်လာခြင်းနဲ့တင်ကိုပြောစရာကောင်းအောင်ရုပ်တရက်ကြီး surprise တိုက်တဲ့ပုံစံမျိုးနဲ့သူပြန်လာခြင်းနဲ့ပေါ့เนาะကစုံပေါ့ဘူးတော့ဒါမဲ့အခုလက်ရှိမှာတော့ divine map ပေါ့เนาะဒီလိုအနေထားမျိုးလေးကိုဖြတ်တန်နေရတယ်ပြောချင်တာကဘာလဲဆိုတော့ စိတ်ထဲမှာတော့အနေနီးရယ်နော်နိနိကက်ကက်ကြီးနေခြင်းနဲ့စိတ်ဆန္ဒတွေရှိပေမဲ့တော့အခုလက်ရှိမှာဝေးကွာနေတဲ့အတွက်နှစ်ယောက်လုံးကအာနာကျင်နေပေါ့နော်နာကျင်ရလို့ကျွန်မခံစားရတယ်။ဒါပေမဲ့လည်းဒီလိုနာကျင်မှုတွေအားတချင်ချင်းမှာအကောင်းမွန်တဲ့အရာတွေကိုရရှိဖို့အတွက်အခုခေတ္တခဏဝေးကွာတယ်ဆိုတော့တော့တင်းတို့နှစ်ယောက်လုံးသိတယ် နော်ဝမ်းနေရတယ်အာဘယ်လိုပြောရမလဲဒီလိုဝေးကွာခြင်းတွေပေါ်မှာဝမ်းနေရတယ်ပေါ့နော်ခံစားရတယ်ဆိုရင်တော့မှပဲဒါကတစ်ချိန်ချိန်ကြလို့ရှိရင်နော်ကောင်းမွန်တဲ့အရာတွေကိုရရှိပိုင်ဆိုင်မှုအတွက်ခိတ္တခွဲခွာခြင်းဆိုတာတင်းတို့လေးတွေသိတယ်နှစ်ယောက်လုံးသိတယ်ပေါ့နော်ဒါပေမဲ့သူစိတ်ထဲမှာတော့တင်နာကိုအာမြန်မြန်လေးကိုပြန်လာခြင်းနဲ့တင်းကိုပျော်ရွှင်စရာတွေကိုဖန်တီးပေးခြင်းတာပေါ့နော်လာပြီးတော့ဖန်တီးပေးခြင်းနဲ့နော်အဲ့လိုမျိုးပုံစံလေးအဲ့တော့ဒီနေ့မှာတင်းတို့ရဲ့ your person ကပေးခဲ့တဲ့ last message လေးတွေကတော့ အမင်းကတော့ရန်ချစ်စရာကောင်းတယ်အမြဲတမ်းသူ့ရဲ့မျက်လုံးထဲမှာချက်တည်ရှိတယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်နောက်တစ်ချက်ကတော့သူ့အနေနဲ့စူးစမ်းပြီးလုပ်ရမယ့်အလုပ်တွေကိုအကောင်းဆုံးလုပ်ဆောင်နေပါတယ်ငွေကြေးတွေကိုချစ်ချစ်ပါအောင်ဆိုရင်လည်းမိသားစုဘဝကိုတည်ဆောက်ဖို့ပျော်စရာကောင်းတဲ့အိမ်လေးတစ်လုံးလှပတဲ့အိမ်လေးတစ်လုံးကိုပိုင်ဆိုင်မှုအတွက်ကြိုးစားနေတယ်နော်အဲ့ဒါမျိုးပုံစံလေးအာတင်းနဲ့ပတ်သက်ပြီးတော့လည်းသူ့ရဲ့စိတ်ထဲမှာကောင်းမွန်တဲ့ memory တွေပဲရှိတယ်ပေါ့နော်အဲ့ဒါမျိုးပုံစံလေးအာတင်နိုညာ love light ကပျော်စရာကောင်းခဲ့တယ်လို့ကျွန်မလည်းခံစားရတယ်။နောက် တစ်ခုကတော့အခုလက်ရှိမှာတော့ဒီပျော်စရာကောင်းတဲ့အရာတွေကိုစဉ်းစားတွေးခေါ်နေနေမှာပဲအာသူလမ်းနေပေါ့နော်တင်ကိုတက်နာအောင်လာခြင်းနဲ့မလာရတဲ့အတွက်အနေငယ်တော့နာကျင်မှုတွေရှိတယ်ဝမ်းနည်းမှုတွေရှိနေတယ်ပေါ့နော်အဲ့ဒါမျိုးလေးခံစားရပါတယ်အာသူဘက်ကနေတင်ကိုပေးလာတဲ့ last message တွေကတော့ဒါပေါ့ဒါတွေပါပေါ့နော်အဲ့ဒါမျိုးလေးပါ အဲ့တော့ video လေးကပြီးပါပြီအာဒီနေ့ energy ကိုနားထောင်လိုက်တဲ့ဆီမှာဒီ energy လေးတွေနဲ့ဒီလိုအကြောင်းအရာလေးတွေဟာသင်တို့နဲ့ကန့်ညီတယ်ဆိုလို့ရှင်ဒါသင်တို့တန်း reading မှာပေါ့နော်အာသင်တို့လေးတွေရဲ့ person ပေးလာတဲ့အကြောင်းအရာလေးတွေဖြစ်ပါတယ်ရှင်အဲ့တော့ဒီ energy ကသင်တို့လေးတွေရဲ့ energy ဖြစ်ပါစေနော်ဆုံးနေရှိရှိပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများအပ်တင်ပါတယ်နောက်ထပ် reading တွေမှာအတူတူပြန်လည်ဆုံတွေ့ကြမယ်နော်